ပရိသတ်များအားလုံးပဲမင်္ဂလာနဲ့နဲ့ခင်ပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိချိန်မှာဆိုရင်ကမ္ဘာကျော် promotion ကြီးဖြစ်တဲ့ UFC က International 5 week gala မှာကျင်းပမယ် UFC 317ပြိုင်ပွဲကြီးကိုစတင်ကျင်းပနေပြီဖြစ်ပါတယ်လက်ရှိချိန်မှာ prelim ပွဲစဉ်တွေကိုစတင်ကျင်းပနေတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာကုန်ဆောင် final ရဲ့ပွဲကတော့မြန်မာစံတော်ချိန်၈နာရီခွဲမှာကျင်းပမယ်မိန့်ကတ်ခေါင်းစဉ်အောက်မှာပါဝင်လာမှာဖြစ်ပါတယ် ပရိသတ်အားလုံးသိပြီးတဲ့အတိုင်းပဲကျွန်တော်တို့ချင်းဖိုင်တာလေးရဲ့နံပါတ်1ကွန်တန်တန်နေရာမှာယက်တီနေတဲ့ Brandon Raven နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ချင်းဖိုင်တာလေးကအသက်23နှစ်အရွယ်ပဲရှိသေးတာဖြစ်ပြီး Brandon Raven ကတော့အသက်32နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ဒီဒီချိန်မှာရင်ဆိုင်ထိုးသက်ကြမှာက Fighter ညလုံးတို့အရေးကြီးတဲ့ပွဲလို့ဆိုရမှာပါဒီပွဲမှာအနိုင်ရသွားတဲ့ Fighter လာမယ့်ပွဲမှာချန်ပီယံလူဝင်ကိုရရှိသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ Joshua Benny နဲ့လည်း ေသာပေါက်အပြင်းထန်ကြိုးစားနေတာတွေ့ရပါတယ်။ကျွန်တော်တို့ပြည်သက်တွေကလည်းတကယ်ကိုဒီပွဲတွေရင် ခုန်နေကြပါပြီ။မချခင်နိုင်ပိုင်းတွေမှာကျွန်တော်တို့ fighter လေးရဲ့ပွဲကို UFC စင်မြင့်ထက်မှာကြီးရတော့မှာပါ။ကျွန်တော်တို့ချင်း fighter လေးနေနဲ့ International Flyweight Gala မှာကျင်းပမယ့်ပွဲမှာသူသူအနေနဲ့မြန်မာအလံကိုချုံမိနောက်တစ်ချိန်ကွင်းထဲကိုပြန်လည်ဝင်ရောက်လာအောင်မှာဖြစ်ပါတယ်။ပြည်သက်ဝင်ရမှုအများပြားနဲ့တကယ်ကိုကြီးရတာကောင်းမယ့်ပွဲချမ်းတစ်ပွဲဖြစ်လာအောင်မှာပါ။ မြန်မာပြည်သက်တော်တော်များများကလည်းထီပွဲကိုစိတ်ဝင်စားနေကြပါတယ်။လက်ရှိချိန်ထိဘယ်မှာကြည့်ရမလဲဆိုတော့ comment တွေကိုလည်းအများပြားတွေ့နေရဆဲပါ။မြန်မာပြည်သက်ဒီနေ့နဲ့ Canal Plus ကနေဓာတ်ရိုက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။ Canal Plus မရှိတဲ့ပြည်သက်ဒီနေ့နဲ့လေ Telegram Channel ကနေစောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်ခင်ဗျာ။ Description မှာ Telegram Channel link ကိုတင်ဆက်ပေးထားပါမယ်။ကျွန်တော်တို့မြန်မာကုန်းဆောင် Fighter League နေနဲ့လေဘလို့ပွဲချင်းတစ်ပွဲဖြစ်အောင်ဖန်တီးသွားမလဲဆိုတော့စောင့်ကြည့်ရမှာပါ ကဘာတဝန်းလုံးကပြည်သက်တော်တော်များများကလည်းဂျိုရှွာဘန်ရဲ့ပွဲကိုစိတ်ဝင်စားနေကြပါတယ်။ဂျိုရှွာဘန်ကသူ့အနေနဲ့ဒီပွဲမှာနိုင်ပွဲယူပြပြီးသူ့ပွဲပြီးနောက်ပွဲမှာထိုးတက်မဲ့ချန်ပီယံကမ္ဘာလူပွဲမှာအနိုင်ရထားတဲ့ fighter နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွေပြုလုပ်သွားမယ်လို့ဆိုပါတယ်။အဲ့ဒီ flyweight တန်းချန်ပီယံလူပွဲကြီးကိုတန်စကန်ဝိုင်းအပြင်ဘက်ကနေစောင့်ကြည့်နေမယ်လို့တော့ဂျိုရှွာဘန်ကကြုံဝါထားတာပါ။ fan ကတော့ယုံကြည်ချက်တွေအခိုင်အမာရှိနေပါတယ်။သူအနေနဲ့ဘလို့ခင်းနေနေဖြစ်အောင်တည်ဆောင်လာမလဲဆိုတော့တကယ်ကိုရင်ခုန်မိပါတယ်။ လက်ရှိချိန်မှာ George Van ကို အထက်ကြီး1.83နဲ့ပေးထားပါတယ်။ Brandon Rivel ကိုတော့1.9နဲ့ပေးထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ Fighter League နဲ့အထက်ကြီးနည်းနည်းလေးပေါက်နေတာတွေ့ရပါတယ်။ Chain Fighter League ကို Pokey တွေကအတားရနိုင်ရရှိတယ်လို့သုံးသပ်ထားကြတာပါ။ကျွန်တော်တို့မြန်မာကုန်းဆောင် finally နေနေလေးသုံးပတ်နဲ့လူစားထုတ်ဝင်ကစားရမယ့်ပွဲမှာဘလို့ပွဲချင်းပြောင်းဖန်တီးသွားအောင်လဲဆိုတော့မကြခင်နိုင်ပိုင်းတွင်းမှာကြီးရတော့မှာဖြစ်ပါတယ်ခင်ဗျာ ျွန်တော်တို့မြန်မာကုန်းဆောင် finally Joshua Wendy နဲ့အကောင်းဆုံးနိုင်ပွဲရရှိပြီး champion စင်ကောခွင့်ရရှိပါစေလို့ဆန္ဒပြုပါရခင်ဗျာဒီကနေ့တော့တင်ဆက်မှုလေးကတော့ထင်တော့ပါပဲ။လာမယ့်နေ့ဒီမှာလေး MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးတယ်။ subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲဒါပြရှင်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။